လူဦးရေလူမျိုးဘာသာစကားနဲ့ကိုးကွယ်တဲ့ဘာသာစိုက်ပျိုးရေးမွေးမြူရေးတစ်တောနဲ့ငါးဖန့်လုပ်ငန်းတွင်ထွက်တန်ရာဇာတာနဲ့စွမ်းအင်ဆက်မှုလုပ်ငန်းတယ်ယူပို့ဆောင်ရေးကုံတွယ်ရေးနဲ့မြို့ကြီးများအကြောင်းကိုသင်ကြားမှာပဲဖြစ်ပါတယ်။ဆရာမတို့ဒီသင်ခန်းစာကိုသင်ကြားရတဲ့ရွေချက်ကတော့တောင်အာဖရိကနိုင်ငံရဲ့လူဦးရေလူမျိုးဘာသာစကားကိုးကွယ်တဲ့ဘာသာစိုက်ပျိုးရေးတစ်တောနဲ့ငါးဖန့်လုပ်ငန်းအကြောင်းတွေကိုသိရှိစေဖို့ တောင်အာဖရိကနိုင်ငံရဲ့တွင်ထွက်တယံဇာတစွမ်းအင်နဲ့ဆက်မှုလုပ်ငန်းအကြောင်းတွေကိုရှင်းပြနိုင်မှုနဲ့တောင်အာဖရိကနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးကုန်သွယ်ရေးနဲ့မြို့ကြီးတွေအကြောင်းကိုသိရှိစေဖို့ပဲဖြစ်ပါတယ်ပထမဦးဆုံးလူကြီးရဲ့လူမျိုးဘာသာစကားနဲ့ကိုးကွယ်တဲ့ဘာသာကိုလေ့လာကြည့်မယ်ဆိုရင်တောင်အာဖရိကသမ္မတနိုင်ငံဟာ2019ခုနှစ်စည်ရင်အရသုစုပေါင်းလူဦးရေဟာ58တန်းကျော်ရှိတယ်။လူဦးရေတိတ်သိမှုက10.1ကီလိုမီတာမှာ ပြမ်းမြ48ရောက်နေထိုင်ကြတယ်မြို့ပြလူဦးရေဟာစုပေါင်းလူဦးရေရဲ့65.9%ခန့်နှုန်းရှိပြီးတော့ကျေးလက်လူဦးရေကတော့34.1%ခန့်နှုန်းရှိတယ်တောင်အာဖရိကနိုင်ငံမှာနီဂရိုအနွယ်ဝင်တွေဟာအများဆုံးနေထိုင်ကြပြီးတော့စုစုပေါင်းလူဦးရေရဲ့80.9%ခန့်နှုန်းလောက်ရှိတယ်သွေးနှောထားတဲ့မျိုးနယ်တွေကတော့8.8%ခန့်နှုန်းဥရောပအနွယ်ဝင်တွေက9.9%ခန့်နှုန်း အိန္ဒိယလူမျိုးအပါဝင် အာရှတိုင်းရင်းသားတွေကတော့နှစ်တသမ600ခိုင်နှုန်းနေထိုင်ကြပါတယ်။တောင်အာဖရိကနိုင်ငံမှာဘာသာစကားမျိုးစုံကိုပြောဆိုကြတယ်။တောင်အာဖရိကရဲ့လူဦးရေ2500ခိုင်နှုန်းဟာဇူလူဘာသာစကားကိုပြောဆိုကြတယ်။1600ခိုင်နှုန်းကတော့ဇိုးစာဘာသာစကားကိုပြောဆိုတယ်။7000ခိုင်နှုန်းကအာဖရိကန်ဘာသာစကားကိုပြောဆိုကြပြီးတော့800ခိုင်နှုန်းက အင်္ဂလိပ်ဘာသာစကားကိုပြောဆိုကြတယ်။39ရာခိုင်နှုန်းကတော့အခြားဘာသာစကားတွေကိုပြောဆိုကြတယ်။တအာဖရိကသမရနိုင်ငံရဲ့လူဦးရေရဲ့80ရာခိုင်နှုန်းဟာခရစ်ယာန်ဘာသာကိုကိုးကွယ်ချပြီးတော့ဟိန္ဒူဘာသာ၊အစ္စလာမ်ဘာသာနဲ့ဂျူးဘာသာတွေကိုလည်းကိုးကွယ်ချတယ်။လူနည်းစုဟာသူတို့ရဲ့ရိုးရာဓလေ့အလိုက်ယုံကြည်ကိုးကွယ်မှုတွေရှိကြတယ်။တောင်အာဖရိကသမရနိုင်ငံရဲ့စိုက်ပျိုးရေး မွေးမြူရေးတည်တော်နဲ့ငါးဖက်လုပ်ငန်းအကြောင်းမျိုးလေးလာကြည့်မယ်ဆိုရင်စိုက်ပျိုးရေးဟာတောင်အာဖရိကသမရနိုင်ငံအတွက်အဓိကအရေးပါတယ်စိုက်ပျိုးနိုင်တဲ့မြေဟာနိုင်ငံဧရိယာရဲ့၁၀ဘုံ၃ဘုံလောက်ပဲရှိရရေကောင်းစွာရရှိပြီးတော့မြေဩဇာကောင်းမွန်တဲ့မြေစည်းလွာတွေဟာအနောက်ပိုင်းကိတ်မြစ်ကြိုက်ဝမ်းနဲ့ကွာဇူးလူနေတဲ့ကန်ယိုရန်ပေါ်မှာတည်ရှိတယ်အဓိကစိုက်ပျိုးရေးသီးနှံတွေဟာပြောင်းဂျုံကျန်း မြေပဲအရေရွှမ်းတဲ့တီးနှံနေအခြားတီးတီးတွေနဲ့ဆေးရွက်ကြီးတွေပဲဖြစ်ကြတယ်တိုးစိတ်နွားနဲ့ဝက်တွေကိုသားမွေးနဲ့အသားထုတ်လုပ်ခြင်းအတွက်မွေးမြူကြတယ်။ကြက်မွေးမြူခြင်းနဲ့ကြက်ဥထုတ်လုပ်ခြင်းကိုလည်းမြို့ပြနေရာတွေမှာတွေ့ရတယ်။ဒါကတော့ကွာဇူးလူနေတဲ့ကန်ယူရန်နော်စိုက်ပြိုးရန်အလွန်ကောင်းတဲ့နေရာခြံဝန်းတစ်ခုဖြစ်တယ်။ တောင်အာဖရိကနိုင်ငံရဲ့တစ်တော့ဧရိယာဟာနိုင်ငံဧရိယာရဲ့၃ညတ်တသမ900ခိုင်နှုန်းလောက်ရှိတယ်။နိုင်ငံရဲ့အရှိနဲ့အရှိတောင်ဘက်မှာရှိတဲ့ပိုပြီးတော့ဆူဆွတ်တဲ့ဒေသတွေမှာတစ်တော့စိုက်ခင်းတွေကိုတွေ့ရတယ်။စက်ကူပြုလုပ်ဖို့တစ်ပြော့ဖတ်ထုတ်လုပ်ခြင်းနဲ့တိဆောက်ရေးအတွက်လိုအပ်တဲ့တစ်ထုတ်လုပ်ခြင်းတွေကိုလည်းလုပ်ကင်ကြတယ်။ငါးဖန့်ဒေသတွေဟာနိုင်ငံရဲ့အနောက်ဘက်နဲ့တောင်ဘက်ကမ်းရိုးတန်းတွေမှာတည်ရှိရတယ်။ ကန်ဒီငါးဖတ်လုပ်ငန်းနဲ့ကန်ဝေးငါးဖတ်လုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်။တောင်အာဖရိကသမရနိုင်ငံရဲ့တွင်ထွက်ဇာယာဇာတနဲ့စွမ်းအင်တွေကိုလေ့လာကြည့်မယ်ဆိုရင်တောင်အာဖရိကသမရနိုင်ငံဟာတွင်ထွက်ပစ္စည်းအမျိုးမျိုးကျွဲဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။စိန်တွေရွှေတွေအပြင်တန်ရိုင်း၊ပလက်တီနမ်၊မန်ဂနီ၊ခရိုမီယမ်၊ဂျေးနီ၊ယူရေနီယမ်၊ငွေ၊ ဘာရီလီယန်နဲ့တိုက်တေနီယန်တို့ကိုတူးဖို့ရရှိရယ်တတ်တူတူးဖို့ချင်းလုပ်ငန်းဟာတောင်အာဖရိကသမရနိုင်ငံရဲ့အဓိကစီးပွားရေးခဏမှာပါဝင်တယ်တောင်အာဖရိကသမရနိုင်ငံမှာရွှေဟာအရေးပါဆုံးသောတွင်းထွက်ဖြစ်ပြီးတော့ကမ္ဘာရွှေအရင်းမြစ်ရဲ့ထက်ဝက်လောက်ကအဲ့ဒီနိုင်ငံကနေပြီးတော့ထွက်ရှိပါတယ်ဒါကတော့တောင်အာဖရိကသမရနိုင်ငံမှာ ထွက်ရှိတဲ့တတ်တူတွေကိုပေါ်ပြထားပြီးတော့ဒီမှာတတ်တူတူးဖော်တဲ့နေရာလေးတွေကို အယောင်လေးနဲ့ဖော်ပြထားပါတယ်အယောင်လေးတွေနဲ့အရင်တော့အဓိကရွှေရင်းတွေဟာဂျိုဟန်နစ်ဘတ်မှာတည်ရှိခဲ့ပေမဲ့လို့လေအခုအခါမှာတော့ဂျိုဟန်နစ်ဘတ်ရဲ့အရှိဘက်အနောက်ဘက်နဲ့တောင်ဘက်ဖရီးစတိတ်ရဲ့မြောက်ပိုင်းကလတ်ဒရော့နဲ့အာဗင်နာရိုရဲ့အလယ်ပိုင်းတွေမှာတည်ရှိပါတယ်ဒါကကလတ်ဒရော့เนาะသူ့မှာရှိတဲ့တတူတူဖော်တဲ့နေရာတွေဒါကတော့အာဗင်တာ ဖြစ်ပါတယ်တောင်အာဖရိကသမ္မတနိုင်ငံရဲ့စိန်လုံငားဟာကမ္ဘာအကြီးဆုံးလုပ်ငန်းဖြစ်ပြီးတော့ကီမာလီမြို့ပတ်ဝန်းကျင်နဲ့ကော်ဖီဖွန်တင်း၊ပရီတိုရီယာ၊ပရီမီယာတို့မှာလုပ်ကင်ကြရတယ်။ပရီမီယာမှာရှိတဲ့စိန်တွင်းဟာအားလုံးအနက်အကြီးဆုံးစိန်တွင်းကြီးဖြစ်ပြီးတော့ကမ္ဘာအကြီးဆုံးလည်းဖြစ်တယ်။ဒါကကော်ဖီဖွန်တင်းမှာရှိတဲ့စိန်တူးဖော်တဲ့စိန်တွင်းဖြစ်တယ်။ပြီးတော့ဒါကတော့ပရီတိုရီယာမှာရှိတဲ့ စိန်ရင်းဖြစ်တယ်။ဒါကတော့ပရီမီယာမှာရှိရဲစိန်ရင်းဖြစ်ပြီးတော့သူဟာဆိုလို့ရှိရင်เนาะအလုံးထဲမှာအကြီးဆုံးစိန်ရင်းကြီးလည်းဖြစ်တယ်။ကမ္ဘာအကြီးဆုံးစိန်ရင်းကြီးလည်းဖြစ်ပါတယ်။တောင်အာဖရိကနိုင်ငံမှာကမ္ဘာပလက်တီနီယံတိုက်ရဲ87ရာခိုင်နှုန်းနဲ့ကမ္ဘာခရိုမီနီယံတိုက်ရဲ84ရာခိုင်နှုန်းရှိရဲနိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာရှိတဲ့ Rustin Bat နဲ့ Steepu Atto မှာအဓိကထုတ်လုပ်ပါတယ်။ ဒါကတော့ Rustin Bike မြို့ရဲ့ပုံဖြစ်ပြီးတော့ဒီမှာသူထုတ်လုပ်တဲ့နေရာတွေပေါ်ပြထားတာဖြစ်တယ်။ဒီကတော့ Steepwood ရဲ့ပုံဖြစ်ပါတယ်။ကြီးမားတဲ့တတူရိုင်းတိုက်အမြောက်များဟာ Pretoria ရဲ့မြောက်ဘက်မှာတည်ရှိရယ်။မြောက်ပိုင်းကိတ်ပြည်နယ်မှာတန်တတူရိုင်းတို့နဲ့ Magni တတူတိုက်အများစုတည်ရှိကြပြီးတော့အရှိတ်ဘက်ကမ်းခြေမှာ Titanian တတူတိုက်တွေလည်းရှိရယ်။ တောင်အာဖရိကသမ္မတနိုင်ငံဟာကမ္ဘာမင်္ဂလိထုတ်လုပ်မှုရဲ့87ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်နိုင်ပြီးတော့ခရိုမီရန်ကိုဥဆောင်ထုတ်လုပ်တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။တောင်အာဖရိကသမ္မတနိုင်ငံရဲ့အဖိုးတန်တဲ့အခြားတွင်ထက်ကတော့ကြောင်မီးသွေးဖြစ်တယ်။ထင်ရှားတဲ့ကြောင်မီးသွေးစိုက်တွေဟာအများအပြားဆိုရင်အမ်ပူမာလန်ကာနဲ့ဖရီးစတိတ်မြောက်ပိုင်းအမြင့်မိုင်း ဖဲလ်မြက်ခင်းဒေသတွေမှာအလွယ်တကူတူဖို့ရရှိရယ်စီးပွားပြစ်ထွေယူနိုင်တဲ့ရင်နံဆိုင်တွေမရှိပေမဲ့လို့လေတောင်ဘက်ကမ်းရိုးတန်းမှာကမ်းလွန်သဘာဝဓာတ်ငွေ့အနည်းငယ်ကိုထုတ်ယူနိုင်ပါတယ်ဒီပုံကတော့တောင်အာဖရိကသမရနိုင်ငံရဲ့ twin threat တယံစာတနဲ့စွမ်းအင်တွေကိုတူဖို့ထုတ်လို့ရရှိနိုင်တဲ့နေရာလေးတွေကို ဖော်ပြထားတဲ့ပုံဖြစ်ပါတယ်အခြား twin threat တွေကတော့ uranium pladium nickel, ခနောက်စိမ်း vanadium, feldspar နဲ့ထုံးကြောက်တွေဖြစ်တယ်။တာအာဖရိကသမရနိုင်ငံရဲ့လျှက်စစ်တာထုတ်လုပ်မှုအလုံးနီးပါးဟာကြောင်မီးသွေးအပူဆွမ်းအင်ကနေပြီးတော့ထုတ်လုပ်ရရှိတာဖြစ်တယ်။ Orange Smith စီမံကိန်းကို1966ခုနှစ်မှာစတင်ပြီးတော့ဆောင်ရွက်ခဲ့တယ်။ Orange Smith ပေါ်မှာအဓိကရေကာတာ၃ခု၊ရေကာတာအသေး၉ခု 50မိုင်ခွဲရှိတဲ့လှိုင်ငေါင်းတစ်ခုရေအားလျက်စစ်ဌာန20ခုနဲ့တူးမြောင်းစနစ်တစ်ခုရှိပါတယ်။တောင်အာဖရိကသမ္မတနိုင်ငံရဲ့ဆက်မှုလုပ်ငန်းအများစုဟာမြို့ပြပတ်ဝန်းကျင်ဒေသတွေမှာတွေ့ရတယ်။အဓိကဆက်မှုလုပ်ငန်းဒေသတွေဟာဂျိုဟန်နစ်ဘတ်မြို့၊ကိတ်တောင်းမြို့၊ပို့စ်အလစ်ဇဘက်မြို့၊အရှိလန်တန်မြို့နဲ့ဒါဘန်မြို့တွေပဲ။ ဖြစ်ကြပါတယ်။အခြားဆက်မှုဒေသတွေဟာကီမာလီမြို့ဘလွမ်ဖွန်တင်းမြို့ကွင်းစတောင်းမြို့နဲ့မိုဆယ်ဘေးဒေသတွေပဲဖြစ်ကြပါတယ်။တောင်အာဖရိကသမ္မတနိုင်ငံရဲ့အဓိကဆက်မှုလုပ်ငန်းတွေဟာတန်နဲ့တန်မဏိလုပ်ငန်းအစားအစာပြည့်ဝထုတ်လုပ်တဲ့လုပ်ငန်းအင်ဂျင်နီယာနဲ့တပ်တူလုပ်ငန်းအထယ်လိပ်လုပ်ငန်းဓာတ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း အသားငါးနဲ့တည်သည့်စီသူလုပ်ငန်းတခြားတန့်စင်ခြင်းလုပ်ငန်းပလတ်စတစ်လုပ်ငန်းမော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းသင်းမောတိဆောက်ရေးပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းအီလက်ထရောနစ်နဲ့စစ်လက်နဲ့ထုတ်လုပ်တဲ့လုပ်ငန်းတွေပဲဖြစ်ကြပါတယ်။တာအာဖရိကသမရနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးကိုလေ့လာကြည့်မယ်ဆိုရင်တာအာဖရိကနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးကိုကားလမ်း၊ရထားလမ်း၊လေကြောင်းလမ်းနဲ့ရေကြောင်းလမ်းတွေကိုအသုံးပြုကြတယ်။ နိုင်ငံအတွင်းမှာဆိုလို့ရှိရင်ကာလန်စုစုပေါင်းအရှည်ဟာ2019ခုနှစ်မှာ ကီလိုမီတာ9သိန်းကျော်ရှိရယ်နိုင်ငံအတွင်းမှာရှိတဲ့အရှည်ဆုံးကာလန်ဟာကိတ်တောင်းမြို့ကနေပြီးတော့ Post Elizabeth အရှည်လန်ဒန်နဲ့ဒါဗန်မြို့ကိုဖြတ်ပြီးတော့ဟာမယ်လိုမြို့အထိကိုရောက်ရှိနိုင်တဲ့အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းတစ်ချောက်မှာရှိရယ်အဝေးပြေးကာလန်မကြီးဖြစ်တယ်၂၀ 19ခုနှစ်စင်းရင်အရာတောင်အာဖရိကသမရနိုင်ငံရဲ့စုစုပေါင်းရထားလန့်အရှိဟာကီလိုမီတာ2000ကျော်ရှိတယ်။နိုင်ငံရဲ့အဓိကတည်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီးတော့မျိုးကြီးတွေအားလုံးကိုရထားလမ်းတည်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ထားတဲ့အတွက်ကြောင့်မလို့အာဖရိကတပ်ရဲ့အဖွံ့ဖြိုးဆုံးဖြစ်တယ်။ပရီတိုရီယာဂျိုဟန်နစ်ဘတ်နဲ့ကိတ်တောင်းမြို့ချားမှာတော့ပြေးဆွဲလျက်ရှိတဲ့ဇိမ်ခံရထားနဲ့ရင်းနှွေးငွေသုံးရထားတွေဟာ ကဘာလျက်ခီးတယ်တွေကိုဆွဲဆောင်နိုင်တယ်။အိုအာတန်ဘိုအပြည်ပြည်ဆိုင်ရာလေစိတ်ဟာဂျိုဟန်နစ်ဘတ်မြို့အနီးမှာတည်ရှိပြီးတော့ပြည်တွင်းနဲ့ပြည်ပလေကြောင်းဆက်သွယ်ရေးအတွက်အဓိကလေစိတ်တစ်ခုဖြစ်ပါတယ်။ကိတ်တောင်းနဲ့ဒါဘန်မှာလည်းအပြည်ပြည်ဆိုင်ရာလေစိတ်တွေရှိတယ်။တောင်အာဖရိကနိုင်ငံမှာရေချောင်းသွားလာနိုင်တဲ့မြေချောင်းတွေမရှိတဲ့အတွက်ကြောင့်မလို့ကန်ယူရန်တည်ယူပို့ဆောင်ရင်းနဲ့ပဲ ရေချောင်းကိုသွာလာနိုင်တယ်။နိုင်ငံတင်ပို့မှုရဲ့65ရာခိုင်နှုန်းလောက်ကိုပင်လယ်ရေချောင်းနဲ့တည်ဆောင်တယ်။အ धिक ပင်လယ်စိတ်ကမ်း၈ခုရှိပြီးတော့ဒါဘန်စိတ်ကမ်းဟာအကြီးဆုံးစိတ်ကမ်းဖြစ်ပါတယ်။တောင်အာဖရိကသမရနိုင်ငံရဲ့ကုန်သွယ်ရေးကိုလေ့လာကြည့်မယ်ဆိုရင်တောင်အာဖရိကသမရနိုင်ငံရဲ့အ धिक တင်ပို့ကုန်ပစ္စည်းတွေဟာရွှေ၊စိမ်း တတုတွင်းထွက်တွေဓာတုပစ္စည်းတွေဆစ်လက်နဲ့ပစ္စည်းတွေသိုးမွေးပြောင်းကြကြားနဲ့တည်သီးတွေဖြစ်ကြပြီးတော့အဓိကအတွင်းကုန်နေရတော့ဆက်ပစ္စည်းတွေတယူပို့ဆောင်ရေးကိရိယာတွေဓာတုပစ္စည်းတွေရေနံနဲ့ရေနံထွက်ပစ္စည်းတွေစာရေးကိရိယာတွေလူသုံးကုန်ပစ္စည်းတွေစက်မှုကုန်ရမ်းတွေစားတောက်ကုန်တွေနဲ့ကုန်ကြောပစ္စည်းတွေပဲဖြစ်ကြပါတယ်။တောင်အာဖရိကသမရနိုင်ငံရဲ့ကုန်သွယ်ဘက်နိုင်ငံတွေကတော့ ဂျာမနီအမေရိကန်ပြည်ထောင်စု United Kingdom ဂျပန်နဲ့တရုတ်ပြည်သူသမ္မတနိုင်ငံတွေပဲဖြစ်ကြပါတယ်။တောင်အာဖရိကသမ္မတနိုင်ငံရဲ့မျိုးကြီးတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင်တောင်အာဖရိကသမ္မတနိုင်ငံမှာမျိုးတော်၃မျိုးရှိရယ်။အဲ့ဒါတွေကတော့ပရီတိုရီးယားမျိုး၊ကိတ်တောင်းမျိုးနဲ့ဘလွမ်ဖွန်တင်းမျိုးတို့ဖြစ်ကြပါတယ်။တခြားထင်ရှားတဲ့မျိုးတွေကတော့ ဂျိုဟန်နစ်ဘတ်မြို့ဒါဘန်မြို့အရှိလန်တန်မြို့နဲ့ကင်မာလီမြို့တို့ဖြစ်ကြပါတယ်ပရီတိုရီယာမြို့ဟာတောင်အာဖရိကနိုင်ငံရဲ့မြို့ကြီးတွေရာတစ်ခုဖြစ်တယ်သူဟာဆိုလို့ရှိရင်အုတ်ချုပ်ရည်မြို့တော်လည်းဖြစ်တယ်ဝေတင်ပြည်နယ်မှာတည်ရှိပြီးတော့တောင်အာဖရိကနိုင်ငံရဲ့အရှိမြောက်ဘက်မှာတည်ရှိရယ်ဒါကတော့ပရီတိုရီယာမြို့ရဲ့ပုံဖြစ်ပါတယ်ပြီးတော့ကိတ်တောင်းမြို့ ကိတ်တောင်းမျိုးကတော့ဥရေပြူမျိုးတော့ဖြစ်တယ်။သူဟာစိတ်ကမ်းမျိုးတစ်မျိုးဖြစ်ပြီးတော့တောင်အာဖရိကနိုင်ငံရဲ့အနောက်တောင်ဘက်မှာတည်ရှိပါတယ်။ဒါကတော့ကိတ်တောင်းမျိုးရဲ့ပုံ ဖြစ်ပါတယ်။ပြီးတော့ဘလွန်ဖွန်ဒင်းမျိုးဘလွန်ဖွန်ဒင်းမျိုးဟာတရားစီရင်မျိုးတော့ဖြစ်တယ်။တောင်အာဖရိကနိုင်ငံရဲ့အလဲမှာသူဟာရှိတယ်။ဒါကတော့ဘလွန်ဖွန်ဒင်းမျိုးရဲ့ပုံဖြစ်ပါတယ်။ ပြီးတော့ဂျိုဟန်နစ်ဘတ်မြို့ဂျိုဟန်နစ်ဘတ်မြို့ဟာတောင်အာဖရိကနိုင်ငံရဲ့အကြီးဆုံးမြို့ကြီးဖြစ်ပြီးတော့ Free State ပြည်နယ်အတွင်းမှာသူဟာတည်ရှိပါတယ်။ဆရာမတို့ဒီသင်္ကားစာတစ်ခုလုံးကိုလေ့လာပြီးတဲ့အခါမှာအဓိကအချက်တွေကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်တောင်အာဖရိကနိုင်ငံဟာ2009ခုနှစ်စည်ရင်းအရစုစုပေါင်းလူဦးရေ58သန်းလောက်ရှိပြီးတော့နီဂရိုအနွယ်ဝင်တွေအများဆုံးနေထိုင်ကြတယ်။ တောင်အာဖရိကသမရနိုင်ငံမှာစိုက်ပျိုးနိုင်တဲ့မြေဟာဆိုလို့ရှိရင်နိုင်ငံဧရိယာရဲ့၁၀ပုံ၁ပုံလောက်ပဲရှိရယ်တောင်အာဖရိကသမရနိုင်ငံဟာတွန်းထွက်ပစ္စည်းတွေအမျိုးမျိုးကျွဲဝါးတဲ့နိုင်ငံဖြစ်တယ်တောင်အာဖရိကသမရနိုင်ငံမှာရွှေကအရေးပါတဲ့တွန်းထွက်ပြီးဖြစ်ပြီးတော့ကမ္ဘာရွှေအရင်းမြစ်ရဲ့တဝက်လောက်ကအဲ့ဒီနိုင်ငံကနေပြီးတော့ထွက်ပါတယ်ပြီးတော့တောင်အာဖရိကသမရနိုင်ငံမှာစိန်လုပ်ငန်းဟာအကြီးဆုံးလုပ်ငန်းဖြစ်ပြီးတော့ ပရီမီယာမှာရှိတဲ့စိန်နှင်းဟာကမ္ဘာအကြီးဆုံးစိန်နှင်းတစ်ခုဖြစ်တယ်။တောင်အာဖရိကသမရနိုင်ငံမှာကမ္ဘာပလက်တီနမ်တိုက်ရဲ့87ရာခိုင်နှုန်းကမ္ဘာခရိုမီယန်တိုက်ရဲ့84ရာခိုင်နှုန်းနဲ့ကမ္ဘာမဂနီထုတ်လုပ်မှုရဲ့87ရာခိုင်နှုန်းရှိတယ်။တောင်အာဖရိကသမရနိုင်ငံရဲ့စက်မှုလက်မှုလုပ်ငန်းအများစုကိုမျိုးပြပတ်ဝန်းကျင်ဒေသတွေမှာ တွေ့ရပါတယ်။ ကလေးတို့အခုသင်ခန်းစာကိုလေ့လာပြီးရတဲ့အခါမှာဒီမှာနမူနာပေးထားတဲ့လေ့ကျင့်ခန်းလေးကိုလည်းလေ့ကျင့်စေချင်ပါတယ်။နံပါတ်1အနေနဲ့ဆိုရင်မှန်မမေးခွန်းပါ။နံပါတ်2ကတော့အဖြစ်မှန်ရွေးမေးခွန်းပါ။နံပါတ်3ကတော့ကွက်လက်ဖြစ်မေးခွန်းဖြစ်ပါတယ်။မေးခွန်းနေရာဆိုလို့ရှိရင်အောင်မှတ်ကောဂုံနုမှတ်ကိုရောလောလောကူကူနဲ့ရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဓမ္မဒိဋ္ဌမေးခွန်းတွေကိုဖြေဆုံနိုင်အောင်သင်ခန်းစာကိုအသေးစိတ်လေ့လာသင်ပါတယ်။ နံပါတ်၄ကတော့မှတ်စုတို့မိကွန်းပါဆရာမတို့ဒီနေ့တင်သွားတဲ့ခေါင်းစဉ်တွေကမှမှတ်စုတို့အမှတ်နဲ့ကိုက်ညီအောင်မေးနိုင်တဲ့ဟာလေးတွေကိုနမူနာထုတ်ပြီးတော့ပြထားတာဖြစ်ပါတယ်။နံပါတ်၅ကတော့မေကွန်းရှိမျိုးစာ ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။